သာသနာသမိုင်းမှာပြန်သံဃာယနာတွင်ဘွဲ6ဘွဲရှိခဲ့ပါပြီ။မင်းတို့မြန်မာပြည်လက်ထက်သာသနာတက်ကြဲ2435ခုနှစ်မှာပြင်သမသံဃာယနာတင်ပါတယ်။ဝိဒ္ဓဂ ामिनी မင်းလက်ထက်သင်္ဂေါကျွန်းမှာသာသနာတက်ကြဲ450ခုနှစ်တွင်သရုတ်ထသံဃာယနာတင်ပါတယ်။အဘကမင်းတရားကြီးလက်ထက်မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း2263နှစ်လောက်ကပါတလိပုတ်ကြီးမှာတတ္တယသံဃာယနာတင်ပါတယ် ုံခဲ့တဲ့နှစ်ပေါင်း1398နှစ်လောက်ကဒုတိယသံဃာနာရှင်ပါတယ်အမှန်ပါဒါဆိုဘုရားပြိဋိနိဗ္ဗာန်ပြုပြီး3လနဲ့9ရက်ကြာခရစ်မပေါ်မီ944နှစ်လောက်ကပထမသံဃာနာရှင်ပါတယ်အခုဆိုရင်သာသနာနှစ်ပေါင်း1500ကရှိခဲ့ပါပြီဒီတော့မြန်မာနိုင်ငံတော်ရအောင်မြို့မှာတော့သာသနာတက်ခရစ်1498ခု ကောသာတက်ကြတဲ့1336ခုနှစ်ကဆုံလာပြည်နယ်မှာသတ္ထသံဃာနာတဲ့မဟာဓမ္မသမင်းကြီးစတင်ကျင်းပပါတယ်ခုကျင်းပတဲ့သံဃာနာဘွဲကတော့ရှင်းကလို့ဘယင်များကြီးမှုကြီးမဟုတ်ဖဲတောင်မူလေဓမ္မအလုသမားကုံတယ်များနဲ့ကျေးဇူးဝန္တာမှုရန်ရာရန်များနဲ့တကွမြမတပ်ပေါင်းစုံတတ်မတော်သားများပါမကြလူလူတရားလုံးတာဝန်ယူဆောင်ရတဲ့သံဃာယနာဘွဲကြီးပဲဖြစ်ပါတယ်

တော်ကြီးတို့ခန့်ညှားထဲဝါတဲ့သတ္တသံဃိတိမဟာပါဒနာကုဟာတိုင်းဘူတော်ကြီးကိုလည်းခုလိုတွေ့မြင်နိုင်ပါတယ်ဒီကတော့သံဃာရဏရင်ကိစ္စဖမ်းတယ်ဘာလို့ဆိုအပ်ဖွဲ့ဝန်ကြီးချုပ်နဲ့ဌာနဆိုင်ရာဝန်ကြီးများတဲ့ဒီနဲ့အစည်းအဝေးမှာသုံးမွေးသုံးပြကြပြီးတဲ့နောက်နိုင်ငံတော်သမ္မတအကြီးရဲ့ရှင်းနဝမ်းမြောက်စွာခွင့်ပြုတဲ့သဘောတူညီချက်ကိုရယူကြရပါတယ် င်္ဂလာသူ့ကတော့လွှဲရတဲ့အတိုင်းနုကဟအဖွဲ့ဥက္ကဋ္ဌဤသာဥသူနဲ့အဖွဲ့ဝင်များဟာဤသတ္တသာယနာမဟာသမဗေမင်းကြီးအထွေထွေအဖွဲ့ငယ်များထပ်မံဖွဲ့စည်းကြရပါတယ်အဖွဲ့ငယ်များနဲ့အဖွဲ့အစည်းများလည်းကြီးတဲ့တာဝန်ကြီးများကိုလည်းစောင့်မနေကြပါနဲ့ င်များဘက်ကလည်းတန်ခါဝန်ဆောင်အဖွဲ့များဖွဲ့စည်းကြည့်ကြလားအဘိဓိသမဟာရထဂုရုရောင်းမ်းဆရာတော်ဘုရားကြီးကိုအမှုထား၍ဒီတကတော်လာပုပ္ပအခရာတို့ကိုစာမုံမျိုးမျိုးနဲ့တိုက်ဆိုင်ကတိရပုတ်တင်ရေးအတွက်မြန်မာနိုင်ငံနဲ့အခြားဖြေရဝါဒနိုင်ငံများမှဆရာတော်တန်ခါတော်များကိုရွေးချယ်တာပါဠိဝိသောဒကအဖွဲ့ပေါင်း၄၈ဖွဲ့အဘိဝိသောဒကအဖွဲ့ပေါင်း၁၁၆ဖွဲ့ဖွဲ့စည်းပြီးအထက်ကဌာဒီကာအမှုမတုကန်းကြီးနိုင်ငံရဝိနိုင်ရှိရတော့နဲ့၎င်း တရားပြအပြီးတံကြမ်းတို့နဲ့၎င်းအချိန်ချင်းတိုက်ဆိုင်ပြီးတိရပုတ်တင်ပြင်ပြင်ရပါတယ်ခင်ဗျာဌာနဝတိအောင်မြင်ရအတွက်လဲနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကြံကြဲဌာနဝန်ကြီးဦးထွန်းဝင်းနဲ့နိုင်ငံတော်ကြီးကြပ်ဆောက်လုပ်ရေးတာဝန်ကဥမကျော်တို့ဟာရှင်ပြင်ပမယ်အချိန်နှစ်အထိအသေးစိတ်တိုင်ပင်ရပါတယ်ခင်ဗျာ ာဏဝန်ဆောင်အဖွဲ့ဝင်ဆရာတော်သားတော်များလည်းအတွေ့မကြမလားသိမိကြပါတယ်ကထောနာ14ရက်နေ့မှာတော့ညောင်လားဆရာတော်ဖရာကြီးကိုအမှုထားပြီးတာဟာတော်များဟာလိုင်းတော်ကြီးကိုသိမ်သမုတ်တော်မူကြပါတယ်တဏှာနဲ့အရင်ဓမ္မတော်ကိုကျင့်ပါမယ်နေဟာကထောရမိဗုဒ္ဓရဲ့အခါတော်ကြီးဖြစ်တယ်လျောက် ကျေတော်နေပြီးတော့လည်းပြည့်ပြာမှာပါဗလာအလံတော်ကိုနိုင်ငံတော်သမတအကြီးကနောက်ရတော့တမင်းမိလက်ချက်ပေါ်အောင်ပေါင်းလို့ဒရာညစ်ကျော်လက်ကြံကတ်လူကကတ်လူတင်းတော့တဟေမြောက်ခေတော့မှာနောက်ရတော့များသုံးအောင်လူကသုံးအောင်နဲ့ဤလူရှင်လန်းစရာဝိသေသနေရူးကြီးပြတ်ဖြစ်ပါတယ် သက္ကသံဃာယနာမဟာဓမ္မသဘေကြီးကျင်းပရာနိုင်လူတော်ကြီးလို့အဆက်မပြရောက်လာကြတယ်လက်ကြိတ်တို့စီးသားလို့နေပါယူခင်ဗျာညဝေးအနေနဲ့ကလည်းပိဋကလူလူဟာကိုယ်ကညီလာအသီးသီးကအဆက်မပြရောက်ရှိလာလို့နေကြပါတယ် ဟာသမတခင်သာသနာရှင်ဘောဓိစတော်မယ်ရှိမှုတန်တိကာရကအရှင်သူမြတ်တို့ဟာနိုင်သူတွင်းလို့တည်တန်းကြွဝင်တော်မူလာကြပါတယ်တန်တိကာရကအရှင်သူမြတ်တို့ဟာနိုင်သူတွင်းလို့တည်တန်းကြွဝင်တော်မူလာကြပါတယ်တန်တိကာရကအဖွဲ့မှသတ်တော်ဝါကြီးဆရာတော်တန်ဃာတော်များလည်းစပါတယ် ဓမ္မသမင်ကိုရှင်ယူလို့လာကြတယ်။ဤတော်သူသားပေါင်းစုံကိုလည်းခုလိုတွေ့မြင်ရပါတယ်ခင်ဗျာ။ဒီမျိုးနဲ့ပြိတ္တာအဖို့ဆိုရင်ပြိတ္တာဆိုရင်သင်္ကန်းနဲ့ကြွဝင်လာတဲ့တဏ္ဍာရတော်က1500ကိုခုတွေ့လိုက်ရတဲ့အခါမှာညွန်းလို့တဲ့ပဏ္ဏစေရနာဟာတနေ့နေ့တိုးတက်နှုတ်ရှားလို့လာခဲ့တယ်ခင်ဗျာ။ဘုရားရေဘုရားရေညွန်းလို့တဲ့ပဏ္ဏစေရနာဟာ တညမင်းတိုးတက်နှုတ်ရှားလို့လာခဲ့တယ်ခင်ဗျာဒီတော့ဒီပါဖြင့်အာရမတခွင်ကအာမရကနိုင်ရင်သွားလိုက်တယ်ဘုတ်ပစ်ဇုံကိုတောင်မှမှုနိုင်မဲဇောကောင်းကောင်းနဲ့သာကြီးမရှိသားလို့နေကြပါလေအမေအမေ တိုင်းတို့ပြောမှလည်းလူလူပြိတ္တာဟာပြညာလုံနေပါပြီအဲ့ဒီအချိန်မှာအစိုးရအဖွဲ့ဝင်ဝန်ကြီးများနိုင်ငံများသံတမန်ကြီးများတိုင်းပြည်ကောင်းဆောင်ကြီးများအလုံးသမားလေသမားကြီးများအစိုးရရာရှိများ နိုင်ငံများအဲ့တယ်တော်များဒီနာမိုင်းဆိုင်ရာပုဂ္ဂိုလ်များကုံတယ်ကြီးရစတဲ့ပြိဿာဟာဖြင့်ဆက်ခါဆက်ခါရောက်ရှိလို့လာကြပါတယ်ဆရာပုဂ္ဂိုလ်များကုံတယ်ကြီးရစတဲ့ပြိဿာဟာဖြင့်ဆက်ခါဆက်ခါရောက်ရှိလို့လာကြပါတယ် ုဝိပမှာပါဝင်ရတဲ့သံဃိတိကာရကအရှင်မြတ်တို့ကိုတော့သံဃာနာကညောင်ရဆရာတော်ဖရာကြီးရဲ့ထေရသနပရင်တော်တဝိုက်ရှိသံဃာရှင်များပေါ်မှာဒီကဲ့သို့ဖူးတွေ့ရတယ်ခင်ဗျာမောဒီခဏနာအတိဒီအချိန်မှာနိုင်ငံတော်သမ္မတကြီးဟာအဆောင်အယောင်အခမ်းအနားနဲ့တကွကြောက်တော်မူလာပါတယ် ွင့်လက်ကြောင်းကိုရှင်ဘဒ္ဒန္တနာဂဝန္တကကျင်းညာပြီးတဲ့နောက်အဘိဓဇမဟာရထဂုရုညောင်ရဆရာတော်ဘုရားတန်ခါယလာအခါနာကိုအုပ်ချုပ်တော်တန်ခါနာယကအဖြစ်ဆောင်ရွက်တော်မူရာသမှုတိပဲတော်မူပြီးတွင်သာရနာယကဆရာတော်ဘုရားတော်မူပြီးတွင်သာရနာယကတော်ဘုရားကြီးဟာထေရသနပြင်တော်တက်တော်မူပါတယ်ဘိက္ခာသုံးလင်းကြီးဖြစ်တဲ့လျောက် သံဃာယနာပူဇနိယမင်္ဂလာသောမနာဂါထာကိုဥဆိုင်ကျော်က၎င်းဥသာသနာ့ဝန်ကြီးဥဝင်းက၎င်းဖတ်ကြားလျှောက်ထားပါတယ်